နေကောင်းများတော့မင်္ဂလာပါကျွန်တော်စောချောင်းနေဖြစ်ပါတယ်ကျွန်တော်ဒီ online ပေါ်မှာ COC support နေလေးတွေကို မျှဝေပေးနေတဲ့သူပါအခုအရင်ပတ်တွေကကျွန်တော် support နေလေးတွေကိုတင်ပြလာဆိုလို့ရှင် face သုံးမျိုးပြီးသွားပြီအဲ့ face သုံးမျိုးမှာမှဒီနေ့ကျွန်တော်ဆက်ပြီးလေ့လာမှာက noun phrase noun phrase ကိုဆက်ပြီးလေ့လာမှာဆိုတော့ noun phrase ကဘယ်နေရာမှာရှိလဲကျွန်တော်တို့သွားရှာမယ်အဲ့လိုရှာတဲ့အခါမှာကျွန်တော်တို့ ဆန္ဒ၅ကြောင်းလည်လာတာလေအဲ့ဒီဆန္ဒ၅ကြောင်းမှာအခြေခံကြဆုံး number 1 sentence ဖြစ်တဲ့ we make ula president ဆိုတဲ့ sentence number 5မှာကျွန်တော်တို့ noun ဘယ်နှနေရာရှိလဲဆိုတာကိုတွားပြီးတော့ရှာကြည့်မယ်အမဝေက subject make a verb ဥလာက object president က complement ဟုတ်ပြီနော်အဲ့ဒီ sentence number 5မှာကျွန်တော်တို့ noun ဘယ်နည်းရရှိလဲဆိုတာရှာကြည့်အောင်ပထမဆုံး we ကိုကြည့် subject နဲ့ we နော် we ကတိကျပြောမဆို pronoun pronoun နဲ့ noun နဲ့ကကျွန်တော်အမျိုးရင်းလို့ပြောထားတယ်တိမ်နဲ့ဝင်လိုက်ထွက်လိုက်လုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော် noun တနည်းအားတွေ့ပြီးဘယ်နည်းမှာလဲဆိုတော့ subject နည်းမှာ နောက်တနေရာတွေ့ပဲနေရာမှာလဲ subject နေရာမှာဟုတ်ပြီဒါတော့ verb တော့လဲ object ကိုတော့ object က ula ဆိုရဲ noun လား verb လား adjective လား now what is now now is နေအမျိုးသမီးတွေ noun လို့ပြောရတယ်နောက်တနေရာတွေ့ပဲနေရာမှာလဲ object နေရာမှာဒါဆိုရင် president ကိုတော့မယ် president က noun လား verb လား adjective လား now ma what is now now is ne အတင်းသားဩဂထအတွင်မူအားလုံးပါတယ်ဗျာလေ now နေပဲဖြစ်ပါတယ် ဒါဆိုညီကောင်တို့ကကိုကြည့်လိုက်ပါကျွန်တော်တို့တွေစမ်းတဲ့တကြောင်မှာနောက်ရှာလိုက်တာဘယ်နဲ့နေရာတွေ့လဲသုံးနေရာပါညီကောင်မောင်မများဘယ်နေရာတွေလဲ subject object complement ဒါဆိုရင်အဲ့ဒီ subject object complement ဆိုရဲနောက်နေရာမှာဝင်လာမဲ့ phrase ကဘာ phrase ဖြစ်မလဲ noun phrase ပေါ့ဟုတ်ပြီအခုကျွန်တော်ဒီ COC software နေ့လေးကိုတည့်ရချင်ရချက်ကညီကောင်မောင်မတွေကို အင်္ဂလိပ်စာကြောင်းတွေကနေပြီးတော့ကျွန်တော်မြန်မာလိုလေးဘာသာပြန်တတ်အောင်လည်းသင်ပေးတာဖြစ်ပါတယ်အဲ့တော့ဘာသာပြန်တော့မယ်ဆိုတော့စကလုံးတစ်လုံးရဲ့နောက်ခံအကြောင်းရင်းကိုမသိဘဲနဲ့တော့ကျွန်တော်ဘာသာပြန်လို့မရအောင်ဒါဆိုရင် subject ကို subject မြန်မာလိုကတ်တာပေါ့ကတ်တယ်ကတ်တာရဲ့နောက်ဆက်တဲ့စကလုံးတွေဖြစ်တဲ့ဒီကမာကားကိုကျွန်တော်မသိဘဲနဲ့ဘာသာပြန်လို့မရအောင်အစိမ်းကျွန်တော်တို့ကဒီမှာအင်္ဂလိပ်စာလေ့လာနေရဆိုတော့ subject တွေဒီနဲ့ကောက် subject တွေဘာနဲ့ကောက် the နဲ့ကောက်မယ် ကျွန်တော်တို့ဒီပေါ့ okay object ကတော့ object ကမြန်မာလို့ compound compound ရဲ့နောက်ဆက်တဲ့စကားလုံးကဘာလဲကိုဒါဆိုရင် object တွေဘာနဲ့ကောက်ကိုနဲ့ကောက်ဒါဆိုကျွန်တော်ဘာသာပြန်ကြည့်မယ်ကျွန်တော်တို့ဒီဥလာကိုဥက္ကဋ္ဌခံလိုက် the ဘာနဲ့ဆုံးသလဲ the နဲ့အဆုံးသတ်တယ်ဒါဆိုရင်ကျွန်တော် complement တွေဘာနဲ့ကောက် the နဲ့ကောက် ဟမ် subject ကိုဘာနဲ့ကောက် the နဲ့ကောက် object ကိုကိုနဲ့ကောက် complement ကို the နဲ့ကောက်မယ်နောက်ဆက်ကျွန်တော်ပြန်ပြောကြည့်အောင်ကျွန်တော် sentence ကြောင်းမှာ noun ဖြစ်နိုင်တာဘယ်နှနေရာလဲသုံးနေရာဘယ်နေရာလဲ subject object complement ဒါဆိုအဲ့ဒီ subject object complement ဆိုရင် noun နေရာမှာဝင်လာမဲ့ phrase ဘာ phrase noun phrase subject ဘာနဲ့ကောက် the နဲ့ကောက် object ကိုကိုနဲ့ကောက် complement ကို the နဲ့ကောက်မယ်ဒါဆိုရင်ညီကိုမရတဲ့ ဆန္ဒကြောင့်မှာနောင်၃နေရာရှိတယ်ဆိုတာလည်းသိသွားပြီမြန်မာလိုလေးဘလို့ဘာသာပြန်မလဲဆိုတာသိသွားပြီဆိုရင်ကျွန်တော် now phrase ကိုဆက်ပြီးလေ့လာမယ် now phrase ကိုဆက်ပြီးမလေ့လာခင်ကျွန်တော်ဗီဒီယိုလေးဒီမှာတပိုင်းတစ်ဖြတ်ရထားမှာဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ now phrase ကိုဆက်ပြီးလေ့လာကြပါမယ်ဒီဗီဒီယိုလေးကညီကောင်မတို့အကျိုးရှိတယ်ဆိုလို့ရှိရင် like and sharing လုပ်ပေးတော့ပါ okay see you next video everyone thank you so much bye bye